ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရှုပ်ထွေးတဲ့အကြောင်းအရာခုကိုရှင်းရှင်းလင်းလင်းပြအောင်အတူတူလေ့လာကြည့်ကြပါမှာ။ဒီတစ်ခေါက်မှာတော့လေဖျားသခင်နဲ့စာတန်ကြားကအကြီးမားဆုံးပဋိပက္ခကိုစကြဝဠာတရားခွင်ကြီးတစ်ခုလို့မြင်ကြည့်ကြရအောင်။ဒီတရားခွင်တစ်ခုလုံးဟာအဓိကကြတဲ့မေခွန်းတစ်ခုပေါ်မှာ တည်နေပါတယ်။အဲ့ဒါကတော့ဖျားသခင်ရဲ့တရားတော်တွေဟာတကယ်ပဲလိုက်နာဖို့ဖြစ်နိုင်မှဖြစ်နိုင်ပါမလားဆိုရပါပဲ။ ကတိအကြောင်းအရာတွေကိုတခုချင်းစီလေးလာကြည့်ကြရအောင်ပထမဆုံးအနေနဲ့တော့စက်တန်ရဲ့အဓိကဆွဆွဲချက်ကဘာလဲဆိုတာနေဆောင်လဲကြတာပေါ့တရားခွင်တခုဆိုတာတရားလိုဘက်ကဆွဆွဲချက်နဲ့စတယ်မဟုတ်လားဒီစစ်ချက်ဝလာတရားခွင်မှာတော့တရားလိုကစာတန်ပေါ့သူရဲ့ဆွဆွဲချက်ကလည်းမသေးဘူးဖျားတခင်ရဲ့အုတ်ချုံမှုအခြေခံအုံမြစ်ကိုတိုက်ရိုက်ကိုစိန်ခေါ်လိုက်တာဆိုတော့ဒီပတ်တိပခတ်တခုလုံးကလုံးမကိုဆန့်ကျင်ဘက်ဖြစ်နေတဲ့အမြင်နှစ်ခုပေါ်မှာတည်နေတာဗျတစ်ဖက်မှာစာတန်က ဖျားရဲ့ဥပဒေတာဟာမများတာဘူးဘယ်သူမှလိုက်နာလို့မရဘူးလို့ဆွဆွဲတယ်။နောက်တစ်ဖက်မှာကျတော့ဖျားတခင်ကဒါဟာလိုက်နာနိုင်တယ်ဒါမှအမြန်တရားရဲ့အခြေခံဖြစ်တယ်လို့အခိုင်အမာပြောထားတယ်။စာတန်ရဲ့အဓိကထောက်ဖျားချက်ကပါလဲဆိုတော့လူတွေရဲ့နာခံခြင်းကစစ်မှန်တဲ့မေတ္တာကြောင့်မဟုတ်ဘူး။ကိုကျိုးအတွက်ပဲဒါပဲ။ကောင်းကြီးတွေရနေလို့အစင်တီနေလို့နာခံတာအဲ့ဒါတွေဒါဖိရှားလိုက် ကြီးနေဖျားကိုကြောခိုင်းပြီးဥပဒေကိုချိုးဖောက်မှာပဲလို့ ူကလုံးဝကိုယုံကြည်နေတာကဲဆွဆွဲချက်ကိုတော့ကြားပြီးပြီအခုတရားခံဘက်ကဘလို့ခုခံချပေးမလဲဆိုလာကြည့်အောင်လေဖျားသခင်ကတော့ဒီလောက်ခိတဲ့စင်ခေါ်မှုကိုဘလို့တုံ့ပြန်ခဲ့တယ်လေဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဖျားသခင်က စကားနဲ့ပြန်မငင်းဘူးလက်တွေ့တက်တည်ပြရတဲ့နီးလန်းကိုပဲရွေးခဲ့တယ်သူ့ရဲ့နီးဖြူဟာကအာဇာနီတက်တည်များလို့ခေါ်တဲ့လူတစုရဲ့ဘဝနဲ့ချီပြီးတက်တည်သူဖို့ပဲဘာလို့လဲဆိုတော့လေ ီလိုစကြဝဠာအစစ်တရားခွင်ကြီးမှာ စကလုံးနေထက်တကယ်လက်တွေလုံရက်ကပိုပြေဆွန့်ထက်တာကိုအမှုကဒီနေရာမှာပိုပြီးတော့စိတ်နှုတ်ရှားစရာကောင်းလာပြီဖျားသခင်ရဲ့စီစဉ်မှာလေတက်တဲ့ရေအတွက်ကိုတိတိကျကျသတ်မှတ်ထားတယ်အဲ့ရေအတွက်မပြည့်မချင်းဒီတရားဝင်ကပြီးမှာမဟုတ်ဘူးစကြဝဠာအချွေမဆက်ကြီးတခုစပြီးရေတွေ့နေတယ်လို့ပဲအဲ့တက်တဲ့ရေပြည့်ရုံသွားတဲ့နေကြမှာပဲအဆုံးချက်ကိုချလို့ရမှာဖျားသခင်ရဲ့ခုခံချေပေးချက်ကိုမြင်တဲ့အခါမှာ စာတန်ကလည်းစွမနဲ့ထိုင်မနေဘူးပေါ့သူကဒီတက်သေးတွေကိုဖြစ်စည်းအောင်အသုံးမဝင်အောင်လုပ်ပြီးတရားခွန်ကိုသူ့ဘက်ကအနမ်းရောင်ဆွမ်းကုန်ကြိုးစားရတာပဲသူရဲ့မူလဆွဆွဲချက်ကိုအနိုင်ရဖို့အတွက်စာတန်ကနီလန်းပေါင်းစုံတုံးတာပေါ့စီစဉ်ဥစားလေးနဲ့တွဲဆောင်တဲ့မှားရွေးတဲ့အယူအနာလေးနဲ့လန်လွဲတဲ့နောက်ဆုံးမြညင်ညင်ပန်းနေဆက်တာအထိလုပ်တယ်ပန်းတိုင်ကတော့ကခုတဲတဲ့လူသားတွေကိုပြညတ်တော်လေးလိုက်နာလို့မရအောင်တမင်တကာနောက်ရှန်နေတာဟုတ်ပြီအခုဆိုရင်နှစ်ဖက်လုံးရဲ့အညင်ဘွားချစ်တေတက်တီတွေကိုမြင်ခဲ့ပြီးပြီ ခုတရားခွင်ရဲ့အစွန်ဖြက်ပေမဲ့အခိုက်အတန့်ကိုရောက်လာပြီးဖျားသခင်ဘက်ကချဖျားမဲ့နောက်ဆုံးတက်တဲ့ဘဒုမညင်လို့မရတဲ့အခိုက်မှဆုံးတက်တဲ့တခုကိုတင်ပြတော်မှာဇလန်ရဲ့အဆက်ကိုပြန်ကြည့်ရင်စာတန်ကတက်ပင်ကိုအတုံးချပြီးပထမဆုံးလူသားကိုရှုံနှင်းချင်းနဲ့တည်ချင်းတရားတွေကိုဆွဲချခဲ့တယ်ဒါပေမဲ့ဒီနေရာမှာပဲအန်ဩရှာကောပဲအလဲပြောင်းကြည့်တခုဖြစ်လာတယ် စာရန်ကရှုံးလင်းချင်းရဲ့တင်ကြတာဖြစ်သုံးခဲ့တဲ့အဲ့ဒီသစ်ဖင်ကိုပဲဖျားသခင်ကလဝါကတိုင်ဖင်နဲ့လူသားတွေကိုဂဲဒင်ဖို့အတွက်ပြန်သုံးခဲ့တယ်။ရှုံးလင်းချင်းရဲ့လက်နက်ကပဲအောင်မြင်ချင်းရဲ့တောချက်ပြန်ဖြစ်လာခဲ့တယ်။အစုံးမှာတော့ခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဟာဖျားသခင်ရဲ့မေတ္တာပိညာတော်ကို အသက်ဆွံ့ပြီးတော့တောင်ဖြည့်ဆည်းနိုင်တယ်ဆိုတဲ့အခိုင်လုံဆုံးသက်တည်ဖြစ်လာခဲ့တယ်။ဒါဟာစာတန်ရဲ့အငြင်းအခုန်ကိုအပြီးတိုင်ချီမုန်းလိုက်ပြီးသူရဲ့အရှုံးကိုတန်ဆီခတ်လိုက်တာပါပဲ။ အထက်တက်တယ်လေတင်ပြပြီးပြီးဥတွေတဲ့ပြတားမှုကလည်းထင်ရှားသွားပြီဆိုတော့တရားခွင်ဟာနောက်ဆုံးအဆင့်ကိုရောက်လာပါပြီစီရင်ချက်ချမှတ်ဖို့အချင်းတန်ပြီပေါ့ဒီအချက်ကတော်တော်လေးအရေးကြီးတယ်တမထားတဲ့တက်တယ်တွေသူတို့ရဲ့အလုပ်ကိုအဆုံးသက်လိုက်တာနဲ့တပြိုင်နက်နောက်ပြန်ဆုံးလို့မရတဲ့ဖြစ်စဉ်တွေကသူ့အလုပ်လိုဆက်တိုင်ဖြစ်လာတော့မှတရားစီရင်မယ်အပြစ်နဲ့တည်ရင်ကိုအမြင့်ဖြစ်မယ်ပြီးတော့ပြပြဆောင်တဲ့ဖန်ဆင်ခြင်းကိုပြန်လည်တည်ဆောက်မယ်ဒါတွေအလုံးကဆက်တိုင်ဖြစ်လာတော့မှာပါ ဒီတော့ဒီဓမ္မယရှိမြွန်ဘုံတစ်ခုလုံးကကျွန်တော်တို့ကိုအယမ်းနဲ့နဲတွေမိကုန်းတစ်ခုနဲ့ခြံထားခဲ့တယ်။တကယ်လို့များတရားစီရင်ချက်နဲ့တည်းအမြင့်ဆုံးဆန်နှုန်းကစီကန်းချက်တွေမဟုတ်ပဲမိတော်တသက်သက်ထိခဲ့မယ်ဆိုရင်ကောအဲ့ဒီအသေးကကျွန်တော်တို့လောကကြီးကိုရှိမြင်တဲ့ပုံစံကိုဘယ်လောက်ကြောင့်ပြောင်းလဲသွားစေနိုင်မလဲ။